မင်္ဂလာပါခင်ဗျာဒီနေ့မှာလဲဆောင်းမလေးတစ်ပုဒ်ဖတ်ပြပေးလို့ပါတယ်ဆောင်းမရဲ့ခေါင်းစဉ်နာမည်ကတော့ရာရှင်ကိုမြောက်နေရသည့်ရာသွေမရှိပါဆိုတဲ့ဆောင်းမဖြစ်ပါတယ်ဒီဆောင်းမကိုနားဆင်ကြခြင်းဖြင့်မြမတက်မတော်ရဲ့နိုင်ငံပေါ်မှာထရှိတဲ့တစ္ဆာတရားနဲ့ကျေးဇူးတွေကိုသိရှိနိုင်လိမ့်မယ်လို့ထင်ပါတယ်ဆောင်းမလေးကိုတင်ပြပေးပါရစေရာရှင်ကိုမြောက်နေရသည့်ရာသွေမရှိပါတိဝမျိုးကိုတက်မတော်မှာအပိသက်ထိ ंछ ုံနိုင်ပြီဆိုတဲ့သတင်းကိုဖတ်ရတယ် ရမီနယ်မြောက်ပိုင်းတိဘောမြို့ကိုအော်တိုဘားလ16ရက်နေ့မှာတက်မတော်ကပြီးသက်ထိ ंछ ုံနိုင်ခဲ့ပြီးမြို့ရင်းစစ်ကြောင်းများဝင်ရောက်လာပြီးဖြစ်ကြောင်းဝင်ရောက်လာသည့်စစ်ကြောင်းများကိုတိဘောပြည်သူများကတောင်းတောင်းဖြားဖြားကျူးကျူးကြကြောင်းသိရတယ်။တိဘောမြို့တိုင်းစစ်စင်ရေးကိုတက်မတော်ဘက်ကအော်တိုဘားလ16ရက်နေ့မှာပြီးသက်လုံဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီးတက်ဆုပ်ပြေးခဲ့ရတဲ့ TNND အဖွဲ့ကမြို့ရင်းရှိအစိုးရဌာနဆိုင်ရာရုံးများဖြစ်တဲ့ညီစည်းရင်ဖေးအုပ်စိုက်ပျိုးရေးထောင်ပါဝင် ဟိုတယ်တီဘောတို့ကိုမိရှုပြီးစုတ်ခွာထပ်ပြေးသွားကြောင်းသိရသည်ထို့ကြောင့်ယနေ့အော်တိုဘာလ18ရက်နေ့မှာတက်မတော်စစ်ကြောင်းနောက်ချံအင်အားချုပ်တီဘောမြို့ကိုဝင်ရောက်လာနိုင်ပြီဖြစ်ကြောင်းသိရသည်မြမတက်မတော်နေဖြင့်ကြောင်းမဲမြို့ကိုအော်တိုဘာလ1ရက်မှာထိန်းချုပ်နိုင်ခဲ့ပြီးနောက်16ရက်အကြာယနေ့တီဘောကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်တက်မတော်သားတို့နောင်ချုပ်ကိုတိမ်းပြီးကလေးကဒီဆောင်မကိုရေရံဖြစ်တော်လေယခု တီဘောကို ပြန်သိမ်းသည့်အခါမှရေးပစ်သည်တီဘောကိုပြန်သိမ်းသောတက်မတော်သားတို့ကိုဂုံပြုတ်ရေးသားအပ်ပါသည်ရှေးဦးစွာမြန်မာနိုင်ငံနှင့်တက်မတော်သမိုင်းကိုစာသင်ကျောင်းများမှသင်ခန်းစာဖြင့်သင်ပေးနေသော ဖြစ်စဉ်များကို အထောက်အထားပြုဆိုပါမည်1886ခုနှစ်မှ1948ခုနှစ်ထိအင်္ဂလိပ်တို့တိုက်ခိုက်သိမ်းပိုက်အုပ်စိုးသည့်ဖြစ်မြန်မာတွင်အင်္ဂလိပ်ကျွန်ဖြစ်ခဲ့ဖြစ်သည်1948ခုနှစ်မှ 1952အထိ10နှစ်ကြာပြည်တွင်းစစ်ဖြစ်ခဲ့ပူသည်မြမအစိုးရသည်ရန်ကုန်အစိုးရဟုခေါ်ရသည့်အထိရန်ကုန်တဝိုက်တင်သာအာဏာတည်ခဲ့ပူသည်တပုံတွေကလည်းများလုံးသဖြင့်ရောင်စုံတပုံဟုခေါ်ရသည်1952ကျူးကျော်သူတရုတ်ဖြူတို့ရှမ်းပြည်နယ်မြောက်ပိုင်းကိုဝင်ရောက်နေရယူကာဘိန်းဆိုင်ပြုံးမှုများလုပ်ခဲ့ပူသည်1958ထပ်ဖွဲ့ရဲကျုံလက်နက်ကယ်စုံညီနေဟုဆိုရလောက်သည့် ပါတီကွဲတိုက်ပွဲများဖြစ်ပြီးပြည်ရင်းစစ်ကိုဥတီခဲ့ဖို့သည်1962တိုင်းသားများပြည်တော်စုမှ ခွဲထွက်ရေးကိုကြိုးပမ်းလှုံ့ဆော်ခဲ့ကြသဖြင့်ပြည်တော်စုပြိုကွဲမဲ့အရေးကိုကြုံတွေ့ခဲ့ဖို့သည်1988ခုနှစ်နေကင်းကြောင်တောင်လမ်းလေပေါ်မှာလမ်းဖြတ်တဲ့လေပင်ဖြတ်ကြတဲ့မင်းမဲ့ဇေယျများနဲ့ကြုံခဲ့ဖို့သည်တပ်မတော်ဟူသည်ကအင်္ဂလိပ်လက်ထဲမှမြန်မာနိုင်ငံကိုအသက်သွေးချွေးစရီးတိုက်ယူပေးခဲ့သောအဖွဲ့အစည်း ရွတ်လပ်ပြီးစနစ်စင်မှုကာလရောင်စုံတောင်းကျမ်းသူများကိုဖြိုဖျက်နှိမ်နှင်းကရွတ်လပ်ခါစမြမပါလီမန်အစိုးရနဲ့ပြည်သူ့အသက် OE စည်းစိမ်တို့ကိုအကာအကွယ်ပေးခဲ့သောအဖွဲ့အစည်းကျူးကျော်လာတဲ့တရုတ်ဖြူများကိုမြမမြေပေါ်မှတိုက်ခိုက်နှင်ထုတ်ခါအချုပ်ချာအနာကိုမြန်မာတို့လက်ဝယ်တည်စေခဲ့သောအဖွဲ့အစည်းအနာရပါတီအကွဲပြဲများကိုဝေရောက်ထိန်းသိမ်းကအမျှတဆုံးရွေးကောက်ပွဲကိုကျင်းပပေးလျက်ဒီမိုကရေစီအင်္ဂါရပ်တို့ကိုဖြစ်တည်စေခဲ့သောအဖွဲ့အစည်း ပြည်ထောင်စုပြိုကွဲမဲ့အရေးကိုဟန်တာလီရဲ့ယနေ့တိုင်းဤနောင်ပြည်ထောင်စုတိုင်းရင်းသားတွေရဲ့ဥမကွဲတိုက်မပြတ်ရှိနေသောအခွင့်အရေးအရေးရှိလင်းပြည်သူများရဲ့ရှိမမမမမရက်ကာကွယ်ပေးခဲ့သောအခွင့်အရေးယူသားကြမီဆိုလင်းဤမြသောကြီးမားသောသမိုင်းရှိသည့်အခွင့်အရေးဟာမြန်မာနိုင်ငံနှင့်မိသည့်အခွင့်အရေးနှင့်တန်ဖိုးမတူညီနိုင်ပါဤအခွင့်အရေးသည်တိုင်းပြည်ပေါ်ကျေးဇူးမရှိဟုရိုးစွလင်းထို့သူသည် စုံတရသောအတ္တဝါဒတမာဒိဋ္ဌိကို ကာထားခြင်းသာဖြစ်နိုင်သည်တနည်းအားဖြင့်ကိုယ်သမိုင်းကိုမသိသည့်လူအားတယောက်သာဖြစ်နိုင်သည်မြမသမိုင်းတွင်သမိုင်းကိုသွေးအသက်ဖြင့်ရေးခဲ့သောပုဂ္ဂိုလ်တို့၏သမိုင်းကိုသမိုင်းမှဆွဲထုတ်လိုခြင်းမှတစ္ဆာမဲခြင်းသာဖြစ်သည်မြမသမိုင်းအဆက်ဆက်တွင်နိုင်ငံဤသမားများညံ့ခဲ့ကြ၍နိုင်ငံဤသမားများကွဲခဲ့ပြဲခဲ့ကြ၍နိုင်ငံဤသမားများကိုကျိုးရှာခဲ့ကြ၍နိုင်ငံဤသမားများအမျော်မြင်နေခဲ့ကြ၍ ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသူတို့ကို နိုင်ငံရေးကိုဝင်လုခဲ့ရခြင်းဖြစ်တယ်လို့ပြောကျင်သည်ယနေ့ထိုဖွဲ့စည်းသည့်တမိုင်းအခြေကြီးမှပေးသောသင်ခန်းစာကိုယူလျက်ပြည်သူများ၏အသက်အိုး၏စီစဉ်လုံခြုံမှုကိုအကာအကွယ်ပေးနိုင်အောင် တိုင်းတစ်ပါး၏ဩဇာကံအချုပ်ချာအာဏာမဖြစ်ရေးတားဆီးပေးနိုင်အောင်နိုင်ငံရေးစက်ကုံပေါ်တွင်ပါဝင်ကပြနေခြင်းဖြစ်ကြောင်းပြည်ရဲ့ကင်းစွာ နားလည်စေခြင်းသည်တမတော်သားတို့သည် မချမ်းသာသည့်လာသာဇေယျလောင်းနှင့် အသက်ကိုရင်းမိလိုရသည့်အလုတ်ကိုသာသမီဇနီးမယားတန်ရောစင်နေနှင့်ဝေယာတောကြီးမြမဲထဲမှဘာကြောင့်များလုတ်ကင်နေကြပါသလဲစဉ်းစားကြည့်ဘူးပါသလားတခါတည်းရန်စစ်သားတွေတိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာမမောเสียဘာမှမရှိတဲ့တောတောင်တွေထဲမှာဖြစ်ပြီးတောက်เสียပင်ရေမရှိတဲ့ဒီတောင်ကုန်းကြီးတွေအတွက်ဘာကြောင့်များဒီလောက်သေးကြီးမဲကြီးတိုက်နေကြသလဲစဉ်းစားကြဘူးပါသလားလာရှုကိုတက်မတော်ပြောင်းဝင်တော့ အိတ်ကောင်းချင်းမအေးရစားကောင်းချင်းမစားရဖြစ်နေတာကြပြီမောင်မင်းကြီးသားတို့ရောက်လာမှပဲနရွက်ပြောင်းအောင်အိတ်ရတော့လေမောင်မင်းကြီးသားတို့ကြမ်းမာကြပါစေတော်ဟုတဲ့ဆူတောင်းပို့တစ်ခုကိုဖက်ရသည် ထို post တင်သူအမျိုးသမီးဤစကားကိုကြားပြီးပြည်သူတွေနရွက်ပြောင်းအောင်အိတ်နိုင်ဖို့တက်မတော်သားတွေနဲ့ဆက်ဆက်နေသည်ဟု နားလည်ခွင့်ရခဲ့သည်ဒီလိုကော နားလည်ကြည့်ဘူးပါသလား1988ခုနှစ်အပြီးဂျာနယ်တစ်ခုမှာစောင်းပါတစ်ပုဒ်ကိုဖက်ရသည်ကိုမှတ်မိသည် 1988ခုနှစ်ရေခင်းကာလအတွင်းမန်ယောင်မန်ယန်းတို့မှာနက်နက်ကင်တိုက်ပွဲကြီးတွေအကြီးအကျယ်ဖြစ်နေသည်နဇက်တွေမှာတက်မတော်ကစစ်တိုက်နေသည်ဖြင့်ရန်ကုန်မန္တလေးမြို့ကြီးများကိုအကြမ်းဖက်တွေရောက်မလာကြခြင်းဖြစ်သည်ထို့သူတို့ရောက်လာရင်တင်တို့ရဲ့ဧကန်းမှာဧခံရလိမ့်မည်ထို့သူတို့ကဧကန်းမှာတဆင့်ဖျားကန်းကိုဝင်ပြီးနောက်တွင်ထမင်းစားကန်းကိုဝင်ပြီးနောက်ဆုံးအိတ်ခမ်းတင်းတို့ဝင်အိတ်လိမ့်မည် တက်မတော်ကသင်တို့ဇနီးမောင်နဲ့အိမ်နေသော တကားပေါက်ထဲသူတို့ဝင်မလာအောင်ကာကွယ်ပေးနေတော်ပေသေးသည်ဟုဤစာမျိုးကိုဖတ်ကြပူပါသလားဦးနေဝင်ကဲ့သို့သောလူကြီးဟာတက်မတော်မဟုတ်ပါဘူးဦးခင်ညွန့်ဆိုတဲ့လူကြီးဟာလည်းတက်မတော်မဟုတ်ပါဘူးဦးသိန်းစိန်ဆိုတဲ့လူကြီးဟာလည်းတက်မတော်မဟုတ်ပါဘူးတက်မတော်ဆိုတာဘဝတွေအသက်တွေရင်ပြီးကိုတိုင်းပြည်ကိုကာကွယ်နေသူတွေစုဝေးပြီးခေါ်တဲ့အမှတ်အသားလက္ခဏာတစ်ခုလို့စဉ်းစားကြည့်ပြီးဥပါဒလား နေစဉ်လုံးလုံးတမတော်ကိုစော်ကားပုတ်ခတ်ဆဲဆုံနေတဲ့ကြီးကွဲရာအရက်မှာနရက်ပြောင်းအောင်အိတ်ခွင်ရနေတာတချောင်းဆွဲလူပါလာတို့မှာမျက်မမြင်ပုံနာကိုစင်ကိုစမ်းပြီးအတိတ်ပဲဖွင့်တဲ့ကဲ့သို့ဖွင့်ပြနေကြသည်တမတော်ဤကျေးဇူးမရှိဘူးဟုမျက်လုံးစုံမိတ်အော်နေကြသည်၎င်းတို့ကမြမတမိုင်းကို1962လောက်သာပြန်ပြောရပြီး1942 BIA ခေတ်ထိနောက်ကျောင်းမပြောင်းရဲကြ တက်မတော်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းကိုသူတို့ fan တွေသိသွားမှစိုးရင်ကြသည်ယနေ့ကဲ့သို့တက်မတော်ဤမဟာဗျူဟာမြောက်ဤပညာတိုက်ပွဲကြီးများကိုမြဝါထွန်းထွန်းတွေ့မြင်နေရသည့်အတိုင်းအတိမတ်ပြူရန်တွန်းဆုံနေကြသည်အစ်စ်မှန်မဟုတ်သောစိတ်ကူးယဉ်မှုများကိုအာယုံကျနေစေဖြစ်သည် နိုင်ငံရေးသမားများ၏ထောင်ချောက်ဆင်ခဲ့သည့်စစ်အာဏာရှင်ဆိုတဲ့ဒိုင်ယာလော့ထောင်ချောက်မှာမိနေတဲ့လူငယ်လေးများမှာနိုင်ငံဖြစ်စေတဲ့လိုက်လောညှိထွေ ပြောင်းလဲရန်လိုအပ်နေပြီလို့ပြောချင်သည် ထူးခြားသည်မှာနိုင်ငံပြည်ပမှ နိုင်ငံရေးသုံးသက်သူအချို့မှာတက်မတော်ကိုဖယ်ရှားလိုခြင်းအစွဲကို မချွတ်နိုင်ကြရည်ဖြစ်သည်ထို့ထက်ထူးခြားသည်မှာစုပ်စုစာယူအခြေအနေမျိုးမှာပင်တက်မတော်ကိုမြန်မာနိုင်ငံရေးကထွက်သွားရန်မျက်နှာပြောင်တိုက်တောင်းဆိုနေကြခြင်းဖြစ်သည်တဖွဲ့ဖွဲ့ပြတ်သုံးနေကြကလေးတွေကိုမြှောက်ပေးနေကြသည်မြန်မာနိုင်ငံတွင်တက်မတော်၏နေရာကိုမိသည့်အဖွဲ့အစည်းနှင့်မှအစားထိုး၍မရဟုဆိုရပါမည်တက်မတော်ကဲ့သို့သောအမျိုးသား တမိုင်းအစဉ်လာကြီးမားသောအဖွဲ့အစည်းပါတီမြန်မာနိုင်ငံတွင်မရှိတက်မတော်ကဲ့သို့ပြည်သူအတွက်အသက်သွေးချွေးပေါင်းများစွာဆွန့်လွတ်ပေးခဲ့သောအဖွဲ့အစည်းပါတီမြန်မာနိုင်ငံတွင်မရှိတက်မတော်ကဲ့သို့တက်တန်းရှည်ကြစွာနိုင်ငံတော်ဝင်ထမ်းဆောင်နေသည့်အဖွဲ့အစည်းပါတီမြန်မာနိုင်ငံတွင်မရှိတက်မတော်ကဲ့သို့လေးကျင့်သာပြေဝပြီးစီကံတကြဖွဲ့စည်းထားသောပါတီအဖွဲ့အစည်းမြန်မာနိုင်ငံတွင်မရှိတက်မတော်ကဲ့သို့မိသည့်အချိန်မဆိုနိုင်ငံရဲ့ကံကြမ္မာကိုတာဝန်ယူနိုင်သည့်အဖွဲ့အစည်းပါတီ မြန်မာနိုင်ငံတွင်မရှိတက်မတော်ကဲ့သို့မျိုးချစ်စိတ်ကြီးမားလျက်အမျိုးသားရေးကိုတမိုင်းနှင်ချီတစ္ဆာစောင့်တည်စီလုံးခဲ့သောအဖွဲ့အစည်းပါတီမြန်မာနိုင်ငံတွင် မရှိတက်မတော်ကဲ့သို့ပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်ချာအာဏာတည်ထောင်ခိုင်မြဲရေးဟူသည့်ပြတ်သားသောမူဝါဒချမှတ်လှုပ်ဆောင်နေသည့်အဖွဲ့အစည်းပါတီမြန်မာနိုင်ငံတွင်မရှိတက်မတော်သည်ပါတီမဟုတ်ပါတီတို့တွင်အရှုံးနိုင်ရှိမည်တက်မတော်သည် အရှုံးအနိုင်ဖြင့်နိုင်ငံရေးကထွက်ခွာမည်မဟုတ်မျိုးဆောင်အင်အားကြီးဖြစ်သည်ဒီနေရာတွင်တော့အထက်ကတင်ပြခဲ့သည့်အချက်လက်များကိုထောက်ထားပြု၍အဖြေတစ်ခုကိုပြောရပါမည်မြန်မာနိုင်ငံအစိုးရမှမြန်မာတပ်မတော်ကနေချက်လက်မှတိုက်ယူထားသည့်ယာတပ်မတော်သားတို့၏အသက်သွေးချွေးပိတ်ဆက်၍မြေဆွတ်ပေါင်းတင်စိုက်ပျိုးထားသည့်ယာဒီယာတွင် အသီးပွင့်တွေဝေစာလာမှယာရှင်ကိုနှင်ချသည့်မြောင်များပေါ်လာသည်မြမရာဇဝင်တွင် ရာရှင်ကိုမြောက်နှင်ရိတ်ရာယိုထုံးစံမရှိပါ။နောင်တွင်လည်းရှိမည်မဟုတ်သောမှာခမညာ။အမျိုးသားရေးအတိတစ်ခုရရှိသွားလိမ့်မယ်ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။